ကဲမျိုးရအောင်မမြင်လာပါအောင်မြင် view channel ရချစုပါတယ်ဒါမနေ့ကတော့ကျွန်တော်တို့ဒီຢာလေးတော့ຢာကြပြီเนาะဒါအိမ်ကနေမှာဒါမနေ့ကတော့ကလန်းလေးအကွက်မများဘူး2398ခုခုဆိုပြီးကလန်း3ကပ်ပေါ့เนาะညနေဘက်အဓိကဒီ98ခုကညနေဘက်ဒီတော့ဘူကစားပါเนาะမနေ့ပိုင်းကတော့ကျွန်တော်ညီကိုပေါ့အဲညီကိုမှာ ကျွန်တော်တို့က3ဘိုင်လက်ဆက်သုံးရွေးလိုက်တာပေါ့နော်ဒီရဖရိန်လေးပဲကျွန်တော်တို့ဒီမှာဒီနေ့က9ဘိုင်ခွဲတာ9ဘိုင်9ဘိုင်9ဘိုင်ပြီးသွားတဲ့ဖရိန်လေးပဲအဲ့လိုပဲကျွန်တော်ဒီနေ့လဲဒီမှာခွန်ဘိုင်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 ဆိုပြီးတော့ကျွန်တော်တို့ခွန်လုံးဘိုင်ဆင်းနေတယ်ဖရိန်ပေါ့နော်ဒါကသူကတော့မနက်မနက်ညနေမနက်ဆိုပြီးမနက်ပိုင်းဆင်းလာများတယ်ပေါ့နော်ညနေဘက်ကနေတယ်သူ့ဝင်မဲ့လို့တခုရှိတာကကျွန်တော်နောက်ထပ်ဖရိန်တခုပါဆိုလို့ရှိရင် ျွန်တော်တို့ဒီဒီ brain ပေါ့ဒီ62ကဲ brain မှာ solution တော့သူကသူရှင်းနေတာမနေ့ကတော့ကကျွန်တော်တို့ဒီညီကိုဆိုပြီးတော့ထွက်တာညီကိုပေါ့နော်ကျွန်တော်ညီကိုညီကိုညီကိုပြီးသွားရဲ့ brain ပေါ့နော်မနေ့ပိုင်းအဲ့မှာမှာပြောခွန်လုံးပိုင်းဆိုပြီးကျွန်တော်တို့မနေ့ပိုင်းမှာထွက်တယ်ခွန်လုံးပိုင်းမနေ့ပိုင်းခွန်လုံးပိုင်းမနေ့ပိုင်းခုနက frame မှာလဲသူကခွန်က နေကုန်လုံးပိုင်ထွက်နေတာဆိုတော့ကျွန်တော်မနေ့ပိုင်းကိုအတိအကခုံလုံးပိုင်လည်းကစားမှာပေါ့နော်အဲမနေ့ပိုင်းကိုခုံလုံးပိုင်လည်းကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီခုံ3နဲ့ဒီခုံ3နဲ့ခုံ6ဆိုရယ်ခုံ3နဲ့ခုံ6ဆိုရယ်ဒီလည်းလက်ကွက်ပေါ့နော်ရွေးချယ်တာအဲ့ကောင်ကလည်းဘာလို့ခုံ3နဲ့ခုံ6ကရွေးထားလဲဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ရှစ် အလေကွာရှိကွာကူကွာရှိကွာကူကွာရှိကွာကူတွေစုံထားပြီဆိုလို့ရှိရင်တော့အောက်မှာတုံတုံညာဘိတ်ကလည်းထပ်ပြီးတော့လာတယ်ပေါ့နော်တုံညာဘိတ်တုံညာဘိတ်တုံညာဘိတ်ဒီတောက်လျှောက်ကိုထက်လာနေတာဖြစ်နေတော့ကျွန်တော်တို့ဒီခွန်သုံးနဲ့တွဲကိုကျွန်တော်တို့ကခွန်နဲ့ပတ်သက်ပြီးတော့ကစားစရာဒီတုံညာဘိတ်ဆိုခွန်သုံးတစ်ခွက်ရှိတယ်ပေါ့နော်ဒါဘယ်လိုပဲဖြစ်တာအတက်တိုင်းဆုံးတော့ဒီအနည်းဆက်ဆုံးရွေးချယ်တာပေါ့နော် အဲ့လိုပုံများပြည့်ရှိမယ်ပြီးသွားလို့ရှိရင်နောက်ဆက်ကျွန်တော်တို့ဒီဆိုလို့ရှိရင်56ခုံဆိုတဲ့ဖရိတ်ပေါ့နော်အဲ့56ခုံဖရိတ်မှာဆိုသူထွက်နေတာကကျွန်တော်ဒီမှာကျန်တာရင်လည်းထွက်တယ်ဆိုရင်လည်းဒီ60ခုံ60ခုံ60ခုံလမ်းမထွက်ဘူး60ခုံ60ခုံဆိုရတော့ဒီခုနှစ်ကြိမ်မှာ9ကြိမ်စတိုက်ဒီ60ခုံပေါ့နော် ထွက်ထားတာဖြစ်တယ်ဆိုကျွန်တော်ဒီ86ဆိုတဲ့ကလန်တကုတ်ကို combine လဲဆိုရင်86ဆိုတဲ့ကလန်တကုတ်ကိုထည့်ပြီးကစားမှာပေါ့နော်အဲကြောင့်မလက်ပိုင်းကိုကျွန်တော်ခွန်သုံးနဲ့ဖွင့်ကြောင်းနှစ်ခွက်ပဲကစားမယ်ညနေဘက်ကိုကြတော့သူကဘယ်ချိန်ကျအဆမဲ့လဲဆိုရင်ဒါလေးကကျွန်တော်လည်းကြည်နေအောင်နော်ကျွန်တော်ဒီတုံညပေါ့နော်ဒီတုံညကသူကတုံညကဒီတုံညကဆိုပြီးတော့ဒီသူ့ လုံးမိုင်လည်းပေါ့ပါဘောနော်တုံညာလည်းပေါ့ပါဘောနော်တုံညာ50ဆိုတော့5ထွက်တယ်ဒီတိုင်းပဲကျွန်တော်တို့ကဒီမှာလဲ5ကဒီဆွဲလိုက်ကနော်ကျွန်တော်5က5တုံညာဆိုလို့ရှိရင်ဒီမှာတုံညာဆိုပြီးတော့ထွက်တယ်ဘောနော်တုံညာဆိုပြီးထွက်တယ်အဲ့ဒီတုံညာပဲကျွန်တော်တို့တုံညာ5ဆိုပြီးတော့ဒီမှာကျွန်တော်တို့5ဆိုပြီးတော့ထွက်တယ်ဘောနော် ဲ့လိုပဲဒီလောက်ပိတ်နေတယ်တော့တွားတာဒီ6 6ဆိုလို့ရှိရင်ကျွန်တော်တို့က6တစ်ဆိုပြီးတော့ယူမယ်ဆိုလို့ရှိရင်သူကသူ့ပါဝါတယ်ဗောနော်6တစ်လို့ယူမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာတစ်ဆိုပြီးတော့ထွက်တယ်အဲ့တိုင်းပဲကျွန်တော်ဒီမှာဒီနှစ်ကနှစ်ခွန်လို့ယူမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာနှစ်ဆိုပြီးထွက်တယ်ဒီတိုင်းပဲဒီ6ကလည်းကျွန်တော်တို့ 83လို့ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တကရှစ်ဆိုပြီးတော့ထွက်တယ်အဲ့ဒီရှစ်ရှစ်ထွက်တယ်ပေါ့နော်အဲ့လိုပဲဒီမှာ9ယူတဲ့အတွက်ကျွန်တော်တို့ကညနေပတ်တီးပြမယ်နော်ကျွန်တော်9လေးဆိုပြီးတော့အချိန်တစ်ချင်းရပါပေါ့နော်9လေးအချိန်တစ်ချင်းရတော့ဒီမှာဆိုဒီရတဲ့စာရင်တစ်ချိန်နှစ်ချိန်3ဂျင်4ဂျင်5 6ဂျင်6ဂျင်ခုနှစ်ဂျင်မှာပေါ့เนาะဒီအချိန်ပေါ့เนาะအချိန်မှန်တယ်အဲ့ဒီပြုံးမှာဒီကော ထပ်ပြီးတော့ဒီကောင်းမြန်မာကဘယ်ရနေစမှန်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်းနေစမှန်တော့ဒီကျွန်တော်ဒီရနေစမှန်သူကကြတော့ပါဝါလက်ထပ်ကိုပြန်ယူပါပါဝါလက်ထပ်ကိုပြန်ယူမယ်ဆိုလို့ရှိရင်ဒီကောင်းလေးပါဝါကိုဒီလက်ခက်ကနှစ်ဆိုရင်ဒီမှာကိုနှစ်ဆိုပြီးတော့ထွက်တယ်ပေါ့နော်ကိုနှစ်ချင်းအဲ့လိုမျိုးဒါဖြတ်လိုက်ပေါ့နော်ကိုနှစ်ချေပြီးတော့လို့ရှိရင်ဒီကောင်ကပဲ ကျောင်းငါးပေါက်က300ဒါနခက်က300ဆိုလို့ရှိရင်300 3ချိန်ဆို300ထွက်တယ်ဒီမှာအလိုပဲ300နခက်ကခွန်300ပေါက်က900ဆိုခွန်900ဆိုတော့ဒီမှာနှလုံးသလုံးထွက်တယ်ဗောနော်ခွန်900ခွန်900နှလုံးသလုံးထွက်တယ်ဒီကရင်ဒီမှာ300ငါးငါးပေါက်ကကျွန်တော်တို့300 300နခက်ကခွန်ဆိုလို့ရှိရင်ဒီမှာကျွန်တော်300ထွက်တယ် ဒီတိုင်းမဲ့ကျွန်တော်ကိုကိုနှစ်ခက်က6 9ပါပါဒီ6 4ဆိုလို့ဆိုတော့ဟာ6ထွက်တယ်ပေါ့နော်6တလုံးထွက်တယ်ဒီတိုင်းမဲ့ကျွန်တော်ဒီမှာဒီဒီပါပါကကိုလေးနှစ်ခက်ကနှစ်ဆိုလို့ကျွန်တော်ဒီမှာနှစ်ထွက်တယ်နော်ပြီးွားရင်ကျတော့1 1ပါပါက6 ဒီနောက်ခက်က၈ဆိုလို့ဆိုကြတယ်၈ထွက်တယ်နော်သူလည်းတောက်လျှောက်မှန်ပြီးနေရပါတော့နော်မှန်ပြီးနေရဒီပါကကျွန်တော်တို့6 6ပါဝါက1 6နောက်ခက်က9ဆိုလို့ဆိုကျွန်တော်တို့က9တလုံးပိုင်းထွက်တယ်အဲ့တော့ဒီမှာ1အဲ့တိပါဝါကကျွန်တော်တို့6တိနောက်ခက်က8ဆိုရင် 6 8ချိန်ပါနော်နှမျိုးရတာဘောညနေဘက်ကြီးပဲတီးရသွားနော်သူကလည်းဒီကနေစမှန်တယ်ဘောနော်အချိန်ရအများကြီးပဲအဲ့တော့ကျွန်တော်ကိုလေးချိန်နဲ့6 8ချိန်ဆိုပြီးရှိနေဗျာအဲ့တော့ကျွန်တော်ဒီပါဆိုရင်ဒီ6 48ဆိုရော6 48ဆိုရရှိတယ်အဲ့ကနန်း၄ကွက်ထွက်လာတယ်နော်အဲ့ကနန်း၄ကွက်ထွက်လာရင်အဲ့ကနန်း၄ကွက်မှာမှာ ကျွန်တော်အကြိုက်ဆုံးကလန်းကကျွန်တော်ဒီဇယ်လက်မှ6ဆိုရကလန်းလဲကျွန်တော်98ဆိုရကလန်းက main နေနေပေါ့နော်တင်ပြီးတော့ကစားပေါ့နော်အဲ98ကလည်းကျွန်တော်ဟိုအဲ့ကူတဲ့ချက်ကလည်းကျွန်တော်ပြန်ထိုးရဖို့ရှိရပါတော့။ပြန်ထိုးရဖို့ရှိရင်တော့အဓိကအပြင်ကတောက်ကြနေမှာကစားရမှာဗျာ။ဒီကြားထဲမှာလည်းကျွန်တော်ထွက်သွားနိုင်တယ်ကျွန်တော်ဒီဒီ27ကိုတစ်ချက်ကြည့်ရော။ ဒီ27ထွက်တာပြီဆိုလို့ရှိရင်သူ့နောက်ကဒီ23ဆိုတဲ့ကဏ္ဍကတော့အောက်မှာ23ဆိုပြန်ကြာပင်ကျော်တယ်သူကအပင်တိုင်းတော့မမှန်ဘူးသူကတပင်ကျော်သွားတာပေါ့နော်ပြောလို့ဆိုတပင်ကျော်သွားဒီအောက်ကသူ့အောက်ကဒီ65ဆိုတဲ့ကဏ္ဍကဒီအောက်မှာ65ဆိုပြီးတော့နှစ်တင်လောက်ကပေါ့နော်ပြန်ထွက်တယ်ပေါ့နော်အဲ့တော့ဒီမှာလဲတောက်လျှောက်ပြီးနောက်ထပ်တပင်ကျော်ကျွန်တော်တို့ဒီ33ဆိုတဲ့ကဏ္ဍကလည်းသူကဒီမှာ တောက်ကြပါ303လို့ဆိုတယ်ဒီမှာလည်း30လို့ထွက်တယ်ဒါပေမဲ့သူကတောက်ကြပါအဓိကထွက်တာပေါ့နော်ဒီမှာ1 3ကို1 3တောက်ကြပါဒဲထွက်တယ်6 5ကို6 5တောက်ကြပါဒဲထွက်တယ်303ကို303တောက်ကြပါဒဲထွက်တယ်ပြီးရင်နောက်ထပ်ကြောင်းဓမင်ထက်ကြောင်းပဲ89ဆိုရကလည်းဒီတောက်ကြမှာ89ဆိုဒဲကစားပါအဓိကမနေဒါပေမဲ့ဒီမှာလည်း30လို့ပါလို့ကဂျားထဲမှာထွက်သွားတာဖြစ်တဲ့ဒီ89ကလည်းဂျားထဲမှာထွက်သွားနိုင်ရင်ထွက်သွားလဲကြောင်းတောက်ကြနေရကစားရပါမယ် တပင်ကျော်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 ဆိုပြီးတော့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ89ကတောက်ကြမှာပြန်ကစားမယ်ခဏပေါ့နော်အဲကြောင့်မို့အဲ89ကိုလည်းကျွန်တော်ကြိုက်တယ်ပေါ့နော်အဲတော့ညနေဘက်ကတော့အကွက်များသွားမယ်ဆိုတော့၄ကွက်တော့ဖြစ်သွားမယ်ဒါပေမဲ့ကွက်ကိုကျွေးထိုးမယ်ဆိုလို့ထိုးပေါ့နော်ဒါကျွန်တော်ကတော့မနေ့ညနေခွဲပြီးလိုက်မယ်ဒီဒါကြောင့်လက်တွဲဆိုင်လို့ဖြစ်သွားတာပေါ့ဗျာဒါပေမဲ့ကျွန်တော်ဖရေအားဖြင့်လည်းကျွန်တော်ကညနေဘက်တော့ကို တခြားကြီးရကနန်းကတိတ်ပြုံမရှိဘူးသိမကြဘူးဒါလေးရလည်းသူတောက်ချောက်ပြီးတယ်မှန်နေတော့ကျွန်တော်တို့နှမျိုးစလုံးဝမ်းကြီးနှမျိုးစလုံးကမပြတ်ပဲပြီးခဲ့တယ်ဆိုရင်တော့ဒါမလည်းမဟုတ်ဘူးအမျက်နေလို့ကဒါဒီကနန်းလေးခုတည်းကထွက်လာတော့ဗျာအဲပြတ်သွားရင်တော့မတက်နိုင်ဘူးဗျာသွားပြီကတော့ကျွန်တော်မသုံးပါဘူးဒါလေးရကြတော့ဘာလို့ဆိုတော့သိမကြိုက်လို့လေကိုကဖရိမမဖြစ်နေတော့ဒါပေမဲ့ဟို ဒါလည်းမှန်နေတဲ့အတွက်ကျွန်တော်ချပြလိုက်တာပေါ့နော်ဒါပဲပေါ့နော်ယနေ့ဘက်ကတော့ဒီ၄ဘွတ်ဖြစ်သွားပြီအဲ့ထဲမှာမှဒီ64နဲ့89ပေါ့နော်ဒီနှစ်ဘွတ်ကိုအဓိကတည်ထိုးပေါ့နော်ဆက်မျိုးရအားလုံးပဲအောင်မြင်ကြအောင်ကြပါစို့နော်